အနောက်အာရှကပို၍အန္တရာယ်များလာပါပြီယခုအခါမှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার ချေချောက်မှုကိုကန့်တယ်ဖို့အတွက်အမေရိကန်ရဲ့အပြင်းထန်ဆုံးနျူကလ িয়ার မဟုတ်တဲ့ဘုံကိုအသုံးပြုလိုပါတယ်အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နာတန်ယာဟုကကြီမာရောလက်နက်ကြီးထိုးဖောက်မှု MOP လို့ခေါ်တဲ့အမေရိကန်တို့တောင်းဆိုနေပါတယ်ဒါကလုတ်ဖူးသည်။အပြင်းထန်ဆုံးနျူကလ িয়ার မဟုတ်တဲ့ဘုံမှာအစ္စရေးကဘာကြောင့်ဒီဘုံကိုလိုချင်တာလဲဘာကြောင့်လဲဆိုတော့အီရန်မှာနျူကလ িয়ার စိုက်တစ်ခုရှိလို့သူတို့ကိုကိုယ်တိုင်မဖြစ်စေနိုင်ပါဘူး for do လို့ခေါ်ပါတယ်ဒီစစ်ရုံကအီရန်နိုင်ငံရဲ့ထိပ်တန်းနျူကလ িয়ার နေရာဖြစ်ပါတယ်မြေအောက်ပေနေရာနေပါရှိတဲ့တောင်ကြီးတစ်ခုမှာဖွက်ထားခြင်းဖြစ်တယ်အပြင်ထန်စိုးတိုက်ခိုက်မှုတွေကိုတော့ရှင်းတန်းနိုင်ဖို့အတွက်တိစောက်ထားပါတာအစ္စရေးကမကြသေးမီကအီရန်နျူကလ িয়ার အစီအစဉ်ရဲ့အစိပ်ပိုင်းတွေကိုထိပါခဲ့တော့လဲဖော်ဒိုကမပြည့်စည်သေးကြောင်းနိုင်ငံတကာကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ် အကြောင်းရင်းမှာအစ္စရေးမှာထိုနက်နဲတော့မြေအောက်ကိုရောက်ဖို့အတွက်လုံလောက်တဲ့လက်နက်တွေခိုက်ခတ်မှုတွေမရှိချင်တော့ဖြစ်ပါတယ်။အမေရိကန်စစ်တပ်ကသာတိစောက်ထားတဲ့ MOP ကသာဒီအလုပ်ကိုလုပ်နိုင်မှာဖြစ်တယ်။ MOP ကတမနီကိုထက်ပါတဲ့အေယာမဘုံတလုံးဖြစ်ပါတယ်။ဖောက်ကွဲရေးပစ္စည်းနှစ်တရမလေးတန်ပါရှိပါတယ်။သူကသူလမ်းညွန်ဖို့အတွက် GPS ကိုအသုံးပြုပြီးတော့ပြမကိုအတိအကျမပေါက်ကွဲမီမီတာ60အထိနှဲ့တဲ့ကြောက်တမနီနဲ့ကွန်ကရစ်တို့ကိုဖြတ်ကျော်နိုင်ပါတယ်။ အမိုပီကိုစစ်ပွဲမှာတခါမှအသုံးမပြုတရဘူးဒါပေမဲ့ပြဿနာတစ်ခုရှိတယ်ဒီဘုံကအမေရိကန်တွက်တာဖြစ်တယ်အစ္စရေးကဲတော့ယင်းနေတဲ့မဟာမိတ်များပင်လင်းအမေရိကန်ဆူရဒါမှမဟုတ်သဘောတူမယ်ဆိုရင်ဒါမှမဟုတ်ဒိုင်းရိုက်တက်ခတ်မှုကိုကုကုညီမပေးပါက၎င်းကိုအသုံးမပြုနိုင်ပါဘူးဒီတော့မေးစရာမေးခွန်းကတော့အမေရိကန်ကအစ္စရေးကို MOP တုံးခွင့်ပေးမှလားဒါမှမဟုတ်အမေရိကန်ကသူတို့ကိုယ်တိုင်တုံးမှလားဘာပဲဖြစ်ဖြစ်ဒီတိုက်ခတ်မှုမှာအမေရိကန်ကထက်ထဝင်းဝင်ပါဝင်နေလိမ့်မယ်ဆိုတော့အီရန်ကိုပြင်းပြင်းထန်ထန်ပြန်လည်တက်ခတ်နိုင်ပြီး ဒေတာတွင်စစ်ပွဲကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဣဇွေကဖော်တိုကိုဖျက်ဆီးရန်အခြားရွေးချယ်စရာများကိုရှာဖွေနေပါတယ်။တင်းငယ်တဲ့ဘန်ကဘုံတွေကွန်မန်ဒိုစီနင်းမှုတွေဒါမှမဟုတ်စိုက်ဘာတိုက်ခတ်မှုတွေများစွာကိုအသုံးပြုခြင်းလို့ပေါင်းဝင်ပါတယ်။ဣဇွေနိုင်ငံကရခင်ကဒီနီလန်တွေကိုအသုံးပြုခဲ့ပြီးဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအ net အာဒီအလိုအ net က MOP လောက်အစွမ်းထက်ဒါမှမဟုတ်အာကူအာသာမရှိပါဘူး။ဖော်တိုကိုလုံးလုံးလည်လည်ဖျက်ဆီးခြင်းရင် MOP ကိုဖြုတ်ပစ်ဖို့လိုပါတယ်။အသုံးပြုဖို့လိုပါတယ်။အမေရိကန်ကာကွယ်ရေးအရာရှိကောင်း တချို့ကလည်းအဲ့ဒါကိုပြောပါတယ်ဒီတော့နောက်ဆုံးမေးခွန်းကတော့အမေရိကန်ကအစ္စရေးကိုသူ့ရဲ့ပြင်းထန်ဆုံးပုံကိုပေးမလားဒါမှမဟုတ်သူတို့ကိုယ်တိုင်အသုံးပြုမလားဘယ်လိုပဲဖြစ်ဖြစ်အီရန်ရဲ့လို့ဝက်နျူကလ িয়ার site ကတော့ယခုအခါမှာအနောက်အာရှရဲ့နျူကလ িয়ার ပြည်ပခန့်မှာအဓိကတိုက်ပွဲဝင်ရနေရာတရားဖြစ်လာပါပြီ။